ကဲဒီဒီခါမှာ follow out firewall device ကို unboxy လုပ်ပြီးတော့ power တက်စင်ပြီးသုံးပါတော့မယ်အပြင်မှာတော့ဒီ carton box ထဲကနေထုတ်ပြီးတော့ power တွေ on လမ်းပေါ်တွေသုံး console cable တွေသုံးပြီးတော့သုံးရအောင်ပေါ့နော်ဒီမှာတော့အဲ virtual ဖြစ်တဲ့အတွင်း avg ထဲမှာ parallel to power image ကိုဆွဲထည့်ပြီးတော့အခုလိုမျိုးပဲတက်စင်လိုက်မယ်ဒီမှာဆိုရင်ဘာပါလဲဆို management ပေါ်ပါတယ် ဒီ device ကို management လုပ်ရှင်လို့ရှိရင်ပေါ့ကဘယ်မှာသုံးရမလဲဆို MGMP လို့ခေါ်တယ် management ပေါ့မှာပဲတက်ဆင်ရမှာဖြစ်ပါတယ်အော်ဒီမှာ power on မထားတဲ့ device ကိုကျွန်တော်တခုဖွင့်ပြမယ်အာ sorry အာဘယ်မှာလဲဆိုရင် interface ဒီ interface เนาะဒီမှာဆိုလို့ရှိရင် management ပေါ့ရှိမယ်ဒီ ethernet ပေါ်တွေကတခုစိတ်ကြိုင်2ပေါ့ဆို2ပေါ့4ပေါ့ဆို4ပေါ့ဒီ power မွန်ငယ်ငယ်လေးကတက်လို့ရတယ်ဒီ EVNG မှာ ဟိုဒီမှာဆိုကျွန်တော်မလခုပဲတက်ထားလဲဆိုရင်တကယ်တော့မဲ့ ethernet port ခုနှစ် port ပဲတုံးထားတယ်နော်တိုက်ပြဿနာမရှိဘူးတုံးပါရီနောက်ပိုင်းမှာ power pay ပြီးတော့ဟိုကတော့ဟိုအာ virtual interface တွေထက်တက်လို့လေးရတယ်ပြဿနာမရှိဘူးနော်โอเคအဲ့တော့ထားလိုက်ပါတော့ကျွန်တော်တို့ဒီဘာလို့အဲ့ file တွေ unbounce လုပ်လိုက်ပြီး unbounce လုပ်ပြီးတော့ management port မှာအာဒီ lan cable တက်တယ်ပြီးရင်ကိုယ့်ရဲ့ pc မှာဓာတ်ရည်ကို pc လို့သဘောထားလိုက် pc မှာ IP address static IP address assign ချမယ်ချပြီးတော့မလုပ်မလဲဆိုလို့ရှိရင် web config ဆို web config သုံးမဟုတ်ပူတီရှိလို့ရှိပူတီကနေလန့်ပြီးတော့ဒီ management IP address ချိန်တာတွေပြင်တာတွေလုပ်ပေါ့နော်ပြီးရ default management IP address က192.168.1.1အဲ့ဒါကိုပြင်လို့ရတယ်နောက်မှကိုယ်စိတ်ကြိုက်ပြင်လို့ရတယ်ဒီမှာတော့192.168.1.1မဟုတ်ဘူးကျွန်တော်တို့က DHCP assign ချပေးတဲ့ address 192.168.93.18 အဲ့ဒါဘာဖြစ်လဲလဲဆိုရင်ဒီပော့ကအဲကျွန်တော်ဒီမှာ EVNG မှာပော့နဘောကျွန်တော်တက်ထားတယ်တဘောက VNet 8က internet ရဖို့ VNet 3က management အတွက်လက်ရှိဒီပော့ management အတွက်က VNet 3ကိုသုံးတယ်အဲ့တော့ Windows မှာ VNet 3ကဘယ် IP address ကိုသုံးထားတယ်လဲဆိုရင်မရှုပ်အောင်လို့နော် VNet 3ကအိုး disable အောင်သတ်ပေးလိုက်ပြီ 192.168.93.1အဲ့တော့93 rate ထဲမှာပဲကြလိမ့်မယ်ဒီမှာကြာပြီးသားဆိုတော့ကျွန်တော်ထင်တယ်192.168 93.80တော့မဟုတ်90 70 20 21အဲ့70တခုကြာလိမ့်မယ်ကျွန်တော်ဒီမှာ93.18ဆိုပြီးတော့ပေးထားတယ်โอเคနော်ပေးထားပြီးတော့ဒီမှာဒါပဲ click နှိပ်လိုက်မယ်အခုလိုမျိုးကြာလာလိမ့်မယ်နော်โอเคအပြင်မှာဆိုရင်တော့ကျွန်တော်တို့ကပူတီလို့ကွန်ဆိုးလို့ ਨੇ ဝင်လိုက်တယ်ပြီးရင်သူ့ရဲ့ default password admin admin ရိုက်ထည့်ပေါ့နော် user name ကလည်း admin password လည်း admin ပဲဟုတ်ဒီမှာဆိုရင် evig မှာဆိုတော့အခုလိုမျိုးရိုက်မယ်ဆိုရင် तू ကအနည်းဆုံး5မိနစ်လောက်ဆောင်ရတယ်အခုကကျွန်တော်ကဒီ edit လောက်တာဖြစ်တဲ့အတွက် edit လောက်တာဖြစ်တဲ့အတွက်အကြာကြီးမဆောင်အောင်ဗျာမိမိကိုယ်တိုင်စမ်းပြီဆိုတာနဲ့တပြိုင်တည်းအခုလိုမျိုးဒီ palo auto fiori ကိုအာ power on နဲ့ပြီးတာနဲ့ဒီအခုလိုမျိုးဝင်နေ super cool bluetooth နဲ့ဝင်နေဝင်ပြီးတော့ admin ရိုက်တယ်ပြီးရင် default password admin ရိုက်တယ် enter password လုံးဝမကြမလာဘူးเนาะအနည်းဆုံး5မိနစ်လောက်ဆောင်ရတယ် စောင့်ပြီးရမှာသူက IP address ကြာလာတာအဲ sorry အခုလိုမျိုးချိန်လို့ရအောင်ပါနော်အဲ့တော့ဒါကထုံးစံအတိုင်းပဲအပြင်မှာလည်းတကယ် real တစ်ဖိုင်မှာလည်းသူ့ရဲ့ default bar ရဲ့ password ကိုမသုံးခိုင်းဘူးကိုယ်တိုင်အစ်ပြန်ချိန်ရတယ် okay enter o password မှာသူ့ရဲ့ဟို default password admin လိုက်လိုက်ပြီးအဲ့တော့ကိုကြိုက်တဲ့ password ကိုရိုက်ထည့်လိုက်ကျွန်တော်က pa@123 ပေါ့နော်လိုက်လိုက်ပြီး โอเคချိန်ပါโอเคဒီမှာရောက်ပါပြီเนาะအဲဒီ view ဆိုလို့ရှင် password အဲ့ဒီဖြစ်သွားပြီအော်ဒါပေမဲ့အခုလက်ရှိကဘယ်ဒီ EPIG မှာဆန်းတာဖြစ်တဲ့အတွက်ဘယ် IP address နဲ့ assign ကြတာလဲဆိုတော့ကျွန်တော်မသိအောင်မသိရတာဖြစ်တဲ့အတွက်ဟို IP address ကို DHCP နဲ့ assign ချမှာလားဒီမှာပေါ့เนาะ EPIG မှာ static IP ပေးမှာလားအဲ့ဒါတွေက ဒီသူ့ရဲ့ default IP address သိလို့ရှိရင် work config ကလည်းဝင်ပြီးတော့ပြင်လို့ရတယ်ပြဿနာမရှိဘူးเนาะ Okay သစွာ DHCP ကြမကြသိချင်ရင်အဲ Cisco မှာတော့ show IP enter free ပေါ့เนาะ Palo Alto မှာတော့ show system info ဆိုပြီးကြည့်မယ်အဲ pay ip address နဲ့ကြာလဲဆိုဒီမှာ 93.8t နဲ့ကြာတယ်เนาะသူရဲ့ dcp ip address က 93.8t nestmax set နံပါတ်ကလောက် okay we are တလောက်ပေါ့နော်အဲဒါဒီလိုတိုင်းကြည့်ရအောင်အပြင်မှာလည်းဒီ command လည်းပဲကြည့်ပါမယ်အဲ့ဒါကိုကျွန်တော်တို့ကမကြိုက်ဘူးပေါ့မကြိုက်ဘူးဒီသူရဲ့ default bar ရဲ့ ip address ကို change ရင်လည်းအပြင်မှာတကယ် we are byte ကြီးကို change ရင်လည်း 192.168. နော်1.1ကို change ရင်လည်းဘယ်လို change ရလဲသူရဲ့ကိုယ့်ရဲ့ ip address နဲ့ဆို set dpic device အဲ့ဒီမှာပါရှိတဲ့ device config နဲ့သွားမယ်ဒီ system အဲ့တော့ system မသွားခင် questionnaire လေးတွေခေါ်ခေါ်ကြည့်လို့ရတယ် setting ရှိရ system ရှိတယ်အဲ့တော့ management ip address ကိုတွားခြင်းရင်ပြောင်းခြင်းရင်ကျွန်တော်တို့ system နဲ့တွားမယ် okay အဲ့ဒီထဲမှာဘာတွေပြောင်းမှာလဲ hosting တွေချိန်ပါလား ip address ချိန်ပါလားเนาะ default gateway ချိန်ပါလားတစ်ဆင့်ပြီးတစ်ဆင့်ရိုက်ထည့်သွားရုံနဲ့အဲ့တော့ဒီမှာ ip address เนาะကိုစိတ်ကြ ip address တော့ကနေရိုက်မယ်ဒီမှာ192168 90 93.80ပေါ့เนาะဘာရိုက်ပြီးနောက်ထပ်ဘာရိုက်လို့ရသည်လဲဆို NAT match လို့ခေါ်တဲ့ subnet match ခုနက subnet မှာကျွန်တော်တို့ဘလောက်လဲ255 255ဘလောက်လဲမသိဘူးပြန်ကြည့်လိုက်မယ်အာဒီမှာ224เนาะโอเค224โอเคပြီးရင် default gateway ကဘလောက်လဲ default gateway အဲဒီကောင်ကရှင်းလိုက်ရနော်192.168.93.90 3.1စတိုက်ဖြစ်သွားလိမ့်မယ်မပေါ်လို့ပြီးရင်နောက်ထပ်ဘာလေးရှိသေး DNS setting ရှိလို့ရှင် DNS အကြောင်းလေးရိုက်လိုက် ဒီတိုင်းရိုက်လိုက်သူ show show system info okay အဲ့ဒါ3.18အဲ့တော့ရမရဒါဒီအဆင့်ကဒီလောက်ဆိုပြီးသွားပြီရပြီ ကွန်မန့်လိုင်းတွေအများကြီးမလို့တော့အဓိက follower တို့မှာစစချင်း initial setup မှာပဲဘာအတွက်လိုတာလဲဆိုလို့ရှိရင်အာဒီပူတီနဲ့ကွန်မန့်လိုင်းဝင်ရုံပဲအခုတော့ပြောဖို့ကြံသွားတယ်ကျွန်တော်တကယ်လို့များကိုက static ip အတွက်ပြီးသွားပြီချိန်ပြီးသွားပြီဆိုလို့ရှိရင် configuration mode မှာသူက ip address ကမပြောင်းဘာရိုက်လို့ဘာရိုက်ပေးရမလဲဆိုရင် commit ဆိုတဲ့ command လေးကိုရိုက်ပေးရမယ် commit ဆိုတာချိန်တာပေါ့နော် တခုခုချိန်းတာပေါ့ဒါ save လောက်တာတော့မဟုတ်ဘူးချိန်းတာလို့ပဲနားလည်လည်အောင်ပြောအောင်လေနောက်ပိုင်းမှာကျွန်တော် save အကြောင်းတွေ load အကြောင်းတွေကိုတည်ဆက်ထပ်ရှင်းပြမယ်ခုလိုလို့ဆိုတော့ဒီအကြောင်းလေးကိုခဏရှင်းပြထားမယ်เนาะအဲ့တော့ဒီ palo auto ကတော့များသောအားဖြင့် work confidence နဲ့ပဲသွားတယ် gui mode နဲ့ပဲသွားတယ် command line ကတော့စပြီး initial setup မှာ ip address change ချင်တာလောက်နဲ့ဒီ show command လေးတွေကြည့်မယ် debug လောက်ချင်တာလောက်ပဲသူကသုံးတာများတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့ pc ကနေအဲ့ဒီ password to foreign ရဲ့ IP address ကိုပင်းကြည့်မယ်။ Okay ပင်းလို့ရတယ်။အဲ့ဒါဆိုရင် GUI mode ကနေကျွန်တော်တို့သွားလို့ရပါတယ်။ Okay GUI mode ကနေကျွန်တော်သွားကြည့်မယ်။သွားမယ်ဆိုလည်းဘယ်လိုသွားမလဲဆိုရင် http နဲ့သွားလို့မရအောင် https နဲ့သွားပါရမယ်။ https 192.168.93.18 Okay ဒါလေးကအားလုံးတိတိကျကျ advanced နဲ့သွား accept ကိုသွားမယ်။ လေးရောက်လာမယ်အဲ့တော့ admin ကျွန်တော်တို့ default admin default password မဟုတ်တော့ဘူးခုနကချိန်ခဲ့တဲ့ password ကိုကြိုင်းတဲ့တရားချိန်ခဲ့တဲ့ password နော်ကျွန်တော်ကတော့ follow auto add 123 add 123ဒါကိုတောင်းထားတယ်လိုက်ပြီးတော့ဝင်လိုက်ပြီ okay create administrative session please wait ခဏလောက်စောင့်ပါအာ second 30ကနေတမင်းတော့ထိစောင့်ရတယ် ခင်ဒီမှာရောက်လာပြီเนาะโอเคအဲ့ဒါ GM ဘုတ်ထက်ရောက်ပါပြီ GM ဘုတ်ကတော့တိတ်ပြီးတော့ဇန်ကြီးမဟုတ်ဘူးအာเนาะโอเคဒါကတော့ဒီဖတ်လို့လဲရပြီပန်ဝက်စတန်မှာဘာတွေပါလဲပေါ့เนาะ release ကဘာတွေဖြစ်လာသလဲဒါဒီเจ้าအားတွေဖတ်လို့ရတယ်ဒီမှာပဲဆိုတော့ဒါလေးဖတ်လို့ရတယ်ဒါကတော့တိတ်ပြီးအထူးဆန်းမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒါကြီးကိုမမြင်ချင်းဘူးဆိုရင် do not show again ဆိုတာလေးကို tick ချပြီးတော့ close လုပ်လိုက်မယ် ဒီထဲရောက်ပါပြီ GUI မှာထဲရောက်ပါပြီโอเคအဲ့တော့ GUI မှာမှာ dashboard ရှိမယ်နော် dashboard dashboard အောက်မှာဘာတွေပါတယ်လဲဆိုလို့ရှိရင်သူ့ရဲ့ဒီ device ကြီးကိုဝင်တဲ့နော် login username ပေါ့နော်ဒီမှာဆို admin နော်သူ့ရဲ့ gateway ကဘယ်ကနေလာတာလဲနော်ဘာတွေတုံးပြီးဝင်လာလဲပေါ့နော် log တွေကြည့်လို့ရတယ်ဒီမှာနော် web နဲ့ဝင်တယ်ဗဒနာကြီးကဝင်တယ်စသဖြင့်ပေါ့နော်ဒါတွေကပြီးလို့ရှိရင် device name က host name ကိုပြောတာဒါ change လို့ရတယ် တော့ MGT IP address management IP address ကတလောက်တလောက် DHCP 255.224တက်ကတက်ဖောက် gateway တော့တကယ် device မှာဆိုတော့ဒီနေရာဘာပါလဲဆိုတော့ modern name ပါမယ် serial number ပါမယ် modern name က PA ဘလောက်ဘလောက်5220ဆို5230ကျော် series ဆို300ကျော် series 200ဆိုရင်220ဆိုရင်220စသဖြင့်ပေါ့နော်ဒီလိုမျိုးတွေပါမယ် serial number ပါမယ်တော့ဒါတွေကဒီတိုင်း UID number တွေပါမယ်ပေါ့ဗျာเนาะဒါက dashboard ထဲမှာပါတဲ့ဟာ okay အဲ့တော့နောက်သင်ခန်းစာကတော့ဒီ ကြံတဲ့ဒီ ACC တို့ monitor အကြောင်းကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်